ကျွန်တော်မြန်မာမှာပဲရှိပြီးတော့ချစ်စရာကောင်းတဲ့ delay တွေပေါ့အဲ့လိုဟာမျိုးတွေကိုကျွန်တော်ဟိုအခွင့်အခါတင့်တင့်တယ်လို့ထဲထဲပြီးတော့ဟိုအခုလည်းရိုက်နေတော့မှာပဲအဲ့တော့ဒီအတူမှာလည်းအဲ့လိုပဲကျွန်တော်ထဲကျင်တဲ့အဲ့ဒီပုံစံလေးပေါ့နော်အဲလွတ်လည်ရင်နေပွဲအဲ့လိုလွတ်လည်ရင်နေပွဲလေးကိုကျွန်တော်ထဲပြီးတော့အာကြည်ရင်လည်းအဲ့လိုကြည်နူးစရာကောင်းအောင်ပေါ့နော်ကြည်နူးစရာချစ်စရာကောင်းအဲ့မှာလွတ်လည်နေကျွန်တော်ငယ်ငယ်တုန်းက ရောက်ကွက်ထဲမှာမြင်နေကြဟာမျိုးတွေကိုပဲအာဟိုသကောရွက်တာတို့အဲချက်ဖာခွတ်တာတို့ပုံစီတို့တာတို့ချောတိုင်းတက်တာတို့အဲ့လိုဟာမျိုးတွေပဲကျွန်တော်ရိုက်ပြခြင်းတဲ့ဟာတွေကိုပဲလွတ်လိုက်နေပွဲတဲ့ကိုထည့်ပြီးတော့အဲဇလန်ဖရိန်နဲ့ပေါင်းပြီးတော့ထည့်ရိုက်ထားတဲ့ပုံစံမျိုးပါအဓိကတော့အဲ့လိုအဲ့လိုအဲ့လိုကြည့်ရင်ပြုံးစည်းစည်းနဲ့ကြည်နူးစရာကောင်းတဲ့ရုပ်ရှင်ကားလေးလည်းဖြစ်ချင်တယ်ပေါ့နော်အဲ့လိုပရိသတ်ကိုလည်းအဲ့မှုလေးအဲ့ခံစားချက်လေးအဲ့ feeling လေးပေးချင်တယ်အဲ့ဒီတော့ကြောင့်မလို့ဒီလိုစင်းမျိုးတွေကိုကျွန်တော်ဇက်ကားထဲမှာထည့်ရိုက်ဖြစ်တာပါ

ဟိုခုနပြောသလိုပေါ့နော်ကျွန်တော်ကံကောင်း location ကြည့်နေတယ်ဘော်ဆိုင်ဆိုတဲ့မြို့လေးကိုရောက်သွားတယ်အဲ့မြို့လေးရောက်ပြီးတော့စိတ်ထဲမှာဖြစ်လာတဲ့ခံစားမှုကမြို့လေးကအရန်လာတယ်အဲ့တော့ဒီမြို့လေးမှာငါအဲဒီလိုမျိုးအဲ romance drama ရုပ်ရှင်ကတကားရရင်ကောင်းမယ်ဆိုတော့အတွေ့ရအဲ့မြို့ကိုရောက်တဲ့အချိန်မှာဝင်လာတယ်အဲ့ဒါပြီးတော့အဲအဲ့ရနေစတာပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ဒီရုပ်ရှင်ကိုရိုက်ဖို့အတွက်ဇက်လန်းစဉ်းစားဖြစ်တယ်ပြီးတော့အဲ့မြို့ကိုကျွန်တော်ပြန်သွားတယ် အဲပြီးတော့ဇန်ညွန်ဆရာဒီဒီထအောင်နဲ့သူနဲ့ကျွန်တော်နဲ့တူတူသွားတယ်သွားပြီးတော့အဲကျွန်တော်ခေါင်းထဲမှာစဉ်းစားထားတဲ့ဇလန် frame ပေါ့နော် frame အကျန်းသူ့သူ့ကိုပြောပြရတယ်ပြီးတော့ကျွန်တော်အဲ့မြို့မှာအဲဇန်ညွန်အဲ၃ရက်လောက်ပေါ့နော်အဲ location တွေလိုက်ကြည့်တယ်အဲပြီးရင်ဘယ်နေရာမှာဘယ်လိုစင်းမျိုးထိုင်ကောင်းမလဲဆိုတော့စင်းပေါ်မှာသွားပြီးတော့ location ကြည့်ရင်လည်းအဲဇန်ညွန်ပါအကျန်းပေါ့အကျန်းတိဆောက်ဖြစ်တယ် အဲအဲ့ရနေစပြီးတော့မှအဒူးဆိုတဲ့ရုပ်ရှင်ကကိုစပြီးဖန်တီးပြဖို့ဖြစ်လာတာပါချစ်စရာကောင်းတဲ့မျိုးလေးရရိုးသားပြီးကုညီတတ်တယ်အဒူးဆီယမ်မလေးကိုတွေ့မိသေးလားဟာမတွေ့မိဘူးကွာဒီလိုတော့ဘယ်ရမလဲဆီယမ်မလေးစေးကမှရှိမှာပဲဟဲ့လေတောက်ခုံမို့ကွာကျွန်တော်ဟိုဖန်တီးကျင်တဲ့ရုပ်ရှင်ကပုံစံမျိုးပေါ့နော်အဲ့လိုဟာမျိုးလည်းရှိတယ်အဲ့ဒါတွေအကုန်လုံးဒီအတူးထဲမှာအကုန်ပေါင်းဆက်ပြီးတော့ဟိုထည့်ထားတဲ့သဘောပါ ဟုတ်ဟုတ်တယ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 ်ကျွန်တော်ရဲ့ အဲကျွန်တော်အရင်နေ့ကပေါ့နော်ဟိုငငယ်တည်းကရုပ်ရှင်ဒရိုက်တာမဖြစ်ခင်ရုပ်ရှင်တွေမရိုက်ခင်တည်းကွာကျွန်တော်အဲ့လိုမျိုးတွေသဘောကျတယ်အဲအဲ့လိုမျိုးဟိုကျွန်တော်အရင်တော့တချင်းတွေရိုက်တော့လည်းအဲ့လို culture လေးထည့်ထရိုက်တာရှိပါတယ်အဲအဲ့လိုတရင်ကျုပ်ပွဲလိုဟာမျိုးတွေပေါ့နော်တကြံပွဲလိုဟာမျိုးတွေအဲတကြံမှာဆိုမုံလုံးရေပေါ့လုံးတဲ့ဟာမျိုးတွေအဲပြီးတော့ချစ်စရာကောင်းတဲ့ကျွန်တော်မြန်မာမှာပဲရှိပြီးတော့ချစ်စရာကောင်းတဲ့ဓလေ့တွေပေါ့အဲ့လိုဟာမျိုးတွေကိုကျွန်တော်ဟိုအခွင့်အခါအသင့်အသင့်တလို့ထည့်ထည့်ပြီးတော့ ဟိုအခုလည်းရိုက်နေတော့မှာပဲအဲ့တော့ဒီအတူးမှာလည်းအဲ့လိုပဲကျွန်တော်ထည့်ခြင်းနဲ့အဲ့ဒီပုံစံလေးပေါ့နော်အဲလွတ်လပ်ရင်နေပွဲအဲ့လိုလွတ်လပ်ရင်နေပွဲလေးကိုကျွန်တော်ထည့်ပြီးတော့အာကြည့်ရင်လည်းအဲ့လိုကြည်နူးစရာကောင်းအောင်ပေါ့နော်ကြည်နူးစရာချစ်စရာကောင်းအောင်အဲ့မှာလွတ်လပ်နေကျွန်တော်ငယ်ငယ်တုန်းကရောက်ကထဲမှာမြင်နေကြဟာမျိုးတွေကိုပဲအာဟိုသကောရွက်တာတို့အာချက်ဖခွတ်တာတို့ထုတ်စည်းတို့တာတို့ချောတိုင်းတက်တာတို့အဲ့လိုဟာမျိုးတွေပဲကျွန်တော်ရိုက်ပြခြင်းတဲ့ဟာတွေကိုပဲလွတ်လပ်နေပွဲလေးကိုထည့်ပြီးတော့ ဇလန်ဖရိန်နဲ့ပေါင်းပြီးတော့ထည့်ရထားတဲ့ပုံစံမျိုးပါအဓိကတော့အဲ့လိုအဲ့လိုအဲ့လိုကြည့်ရင်ပြုံးစည်းစည်းနဲ့ကြည်နူးစရာကောင်းတဲ့ရုပ်ရှင်ကားလေးလည်းဖြစ်ချင်တယ်ပေါ့နော်အဲ့လိုပရိသတ်ကိုလည်းအဲ့မှုလေးအဲ့ခံစားချက်လေးအဲ့ feeling လေးပေးချင်တယ်အဲ့ဒီတော့ကြောင့်မလို့ဒီလိုစင်မျိုးတွေကိုကျွန်တော်ဇက်ကားထဲမှာထည့်ရဖြစ်တာပါနာမည်ချင်းဝေဒနာလေးပူဇော်ဖို့ဆရာမနဲ့ ုံတာပေါ့ production ကောက်စရာကုန်တယ်ဆိုတာဒီဟာကတခန်းတနာရိုက်ပြတာလေအဲလွတ်လပ်နေပွဲဆိုလူတွေအများကြီးနဲ့အာဆော့တဲ့လူတွေရောအားပေးတဲ့လူတွေရောပေါ့နော်အဲအဲ့ဒါအများကြီးနဲ့လူတွေအများကြီးလည်းထိန်းရအချိန်လည်းပေးရဆိုတော့ဟိုပို့လဲပင်ပန်းတယ်ကောက်စလဲပို့ကုန်တယ်ဒါပေမဲ့ကြီးတဲ့ပြိသက်တွေအတွက်အဲဒီလိုခံစားမှုမျိုးပေးနေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ရုပ်ရှင်တွေမှာထည့်ရဖြစ်တာပါနောက်လဲအဲ့လိုမျိုးအခွင့်အခွာအသင့်ရင်ကျွန်တော် ဥမာပကံမှာဆိုရင်ပကံမှာကျွန်တော်အဲ့လိုမျိုးဟိုတတင်းကျုပ်ပွဲတွေအဲ့လိုမျိုးအဲထမနေထိုးတဲ့ပွဲတွေအဲပေါ့နော်အဲ့လိုထည့်ရိုက်ခြင်းနဲ့အဲဓာတ်ပြခြင်းနဲ့ဟာလည်းရှိပါသေးတယ်နောက်ရုပ်ရှင်တွေမှာလည်းအဲ့လိုသိရင်သိတယ်လို့ကျွန်တော်ရိုက်သွားမှာပါကျွန်တော်ရုပ်ရှင်ရိုက်ရိုက်တယ်ဆိုရင် ပေါ့အဲအကုန်လုံးအဲကျွန်တော်မရိုက်ခင်တည်းကဇန်ညိုးကိုလည်းတိဆောက်တယ်ပြင်ဆင်တယ်အဲပြီးတော့ဇန်ညိုးကိုအကုန်လုံးလောက်လုပ်ပြီးမှအဲ့တိုင်းပဲရိုက်တာပေါ့နော် ကျွန်တော်ရဲ့ပြီးတော့ကျွန်တော်ရဲ့ vision နဲ့ virtual လည်းကျွန်တော် team တစ်ခုလုံးသိအောင်ပြီးတော့ထုတ်လုပ်သူလည်းသိအောင်တခါတည်းအဲသူတို့လည်း sharing လုပ်ပြီးသားကျွန်တော်ဒီလိုဒီလိုရိုက်မှာဆိုတာပြောပြီးသားပါတော့အဲအဲ့အဲ့လိုမျိုးဆိုတော့ဟိုဘက်ကနေပြီးတော့ရိုက်ခံနေမှအာဒီလိုမျိုးပတ်စံကုန်ပါတယ်မရိုက်ပါနဲ့ဒီလိုလေးပဲရိုက်လိုက်ပါလို့ပြောတဲ့ဟာမျိုးတော့ကျွန်တော်အခုချိန်ထိမကြုံသေးပါဘူးချစ်ကလေးကိုတန်းပြီးကိုတော်ရတယ်ကျွန်တော်ဆရာမလေးကိုတခုပြောတတ်ကြည့် ျွန်တော်ဆီယမ်မာလေးကိုချစ်တယ်အဲကျွန်တော်ရုပ်ရှင်ကားတွေတော်တော်များများကအဲ့လိုတခြားမှာသွားပြဖို့ဒီလိုတခြားအဲနိုင်ငံမှာရှိတဲ့ပွဲတွေပေါ့နော်ဟိုပြိုင်ပွဲဝင်ဖို့ပြိုင်ပွဲဝင်ပြိုင်ဖို့အဲ့တော့ရည်ရွယ်ထားတာရှိပါတယ်အခုနောက်ရိုက်တဲ့ရုပ်ရှင်ကားတွေမှာလည်းရှိပါတယ်အဲဘယ်လိုပြောရမလဲကျွန်တော်ဟိုအမှန်တိုင်းပြောရရင်အဲဒီမြန်မာကားပေါ့နော်ရုပ်ရှင်ကိုကျွန်တော်အမှန်တိုင်းပြောတာတမိုးထားတယ်အဲပြီးတော့ကြတော့ဒီဟာကငါငါတို့ ဟိုငါတို့မြန်မာနိုင်ငံရိုက်ထားတဲ့ရုပ်ရှင်ကားกว่าဆိုပြီးတော့ဟိုဘယ်သူ့ကိုပဲပြပြပေါ့เนาะကျွန်တော်ယုံကြည်မှုရှိရှိနဲ့ယုံယုံကြည်ကြည်နဲ့အဲပြတွားပြခြင်းတယ်ပြအဲ့လိုပြရအောင်လဲအမြဲတမ်းစူးစမ်းရပေါ့เนาะတွားလဲအဲ့လိုမျိုးပြခြင်းတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီပြောမယ်ဆိုတော့သူတို့ရှိကအဲ quality မျိုးကိုကျွန်တော်မမှီဘူးဆိုရင်တော့ကျွန်တော်အဲ့ဒါနဲ့အများကြီးအဝေးကြီးမှာမရောက်နေအောင်အတက်နိုင်ဆုံးအကောင်းဆုံး ိုးစားရတာပေါ့နော်ကြိုးစားပြီးတော့ခုနပြောလို့ဒါငါတို့ရှီကရုပ်ရှင်ကားกว่าဆိုတော့အဲဟိုဂုံယူဝင့်ကြွားစွာနဲ့အဲဘယ်နိုင်ငံကအဲဘသူ့ကိုပြပြပေါ့နော်အဲကျွန်တော်တို့အဲ့လိုမျိုးတွားပြီးတော့ပြခြင်းတယ်အဲ့ဒီအတွက်ကြောင့်မို့လို့လေအဲ့ဒီရွယ်ချက်ရှိလို့လေအဲဟိုဒီ level တခုရောက်အောင် အမြဲတမ်းအဲကြိုးစားရတာပေါ့နော်ဝေရောနေဆီယာမာလီနဲ့မိစပြစီရှင်ပြတွေ့လို့ဆီယာမာလီကိုအရန်ကိုသဘောကျနေလို့ပါဗျာ လိုမျိုးဟိုစုရရမယ်လို့မျှော်လင့်ချက်တော့မရှိပါဘူး။အဲဒါမှမဟုတ်ကျွန်တော်ခုနပြောလို့ဟိုဟိုကျွန်တော်တို့မြန်မာရုပ်ရှင်ကိုတန်ဖိုးထားစီနေတာပေါ့နော်။အော်ပြီးတော့သူများနိုင်ငံလူတွေကိုလည်းအဲဟိုဂုံယူဝင်ကြွားစွာနဲ့ပြခြင်းနဲ့အဲဒီအတွက်ကြောင့်ခုနကျွန်တော်ပြောအဲကျွန်တော်တို့မှာပဲရှိတဲ့ culture တွေအငွေအသက်တွေရိုးရာဓလေ့တွေကိုကျွန်တော်ရုပ်ရှင်တွေမှာထဲထဲပြတယ်ဆိုတာလေအဲ့ဒါကြောင့်ပါပဲအဲကျွန်တော်သူများနိုင်ငံကဟိုမိတ်ဆွေတငယ်ချင်းတွေကြီးတဲ့အချိန်ကြရင်ဒါကငါတို့ရှိရဒီလိုမျိုး ယဉ်ကျေးမှုတစ်ခုဒီလိုကာချတစ်ခုဆိုတာကိုသူတို့လည်းတခါရဲ့တည်သွားအောင်ပေါ့နော်တခါရဲ့အဲအကြောင်မလို့ရုပ်ရှင်ထဲမှာအလင်းတင်တင်လို့ထည့်ပြီးရိုက်တာပေါ့နော်ဒီအတူရုပ်ရှင်ကားကိုအခုအလာမယ့်အောက်တိုဘာ24ရက်နေ့မှာမြန်မာတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ုံတွေမှာအပြသသွားရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီအတူရုပ်ရှင်ကားကိုခုနကျွန်တော်ပြောတဲ့အဲဘော်ဆိုင်ဆိုတဲ့မြို့လေးမှာဒီရှမ်းပြည်နယ်အဲတောင်ပိုင်းပေါ့ရှမ်းပြည်နယ်တောင်ပိုင်းကဟဲဟိုးကနေမြို့55မိလောက်သွားရတယ် အဲ့မျိုးလေးမှာအဲ့မျိုးလေးကအရန်လဲလှပါတယ်အဲ့မျိုးလေးမှာကျွန်တော်တို့တစ်ဖွဲ့လုံးသွားရောက်ရိုက်ကူးပြီးတော့ပုံဖော်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီအတူးဆိုတဲ့ရုပ်ရှင်ကားလေးယုံတင်တဲ့ချိန်ကျရင်အဲပရိသတ်တွေကလည်းသွားကြည့်ပေးကြပါအာကျွန်တော်တို့လည်းအဲဝေဖန်အကြံပြုပေးကြပါပြီးတော့တကယ်လို့ရုပ်ရှင်ကားကိုကြိုက်နှစ်တက်တယ်ဆိုရင်လည်းအဲတယောက်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 ကိုမိတ်ဆွေတွေတကယ်ချင်းအပေါင်းအသင်းတွေကိုပြောပေးကြပါလို့အဲပြောချင်ပါတယ်ခင်ဗျာ